အားလုံးပဲမင်္ဂလာပါဒါကျွန်တော်ဒီနေ့မနက်မှာတော့ here we go နဲ့ဒါကျွန်တော်လက်ရှိမှာဒါကျွန်တော်စတင်နေပါတယ် ဒီနေ့မနေ့ HUE Go ရရှိသွားတဲ့လူကတော့ဒါကျွန်တော် Arsenal အသင်းပဲဖြစ်ပါတယ်။ Arsenal အသင်းနဲ့အခုလက်ရှိလိုက်နေတဲ့ကစားသမားတွေတဲက HUE Go မှုပဲနဲ့မနေ့ညကပဲတကယ်ကိုလုံးဝ surprise ဖြစ်စရာကောင်းတဲ့ HUE Go နဲ့တွေ့ရှိခဲ့တာဖြစ်တယ်။အဲ့တော့အမှန်တမ်းပြောရင်ဒီကိုသမားကိုကျွန်တော်ကဟိုဘုံမောင်တော်ခေါ်လိုက်ပြီးထင်တာပေါ့နော်။ဒါကျွန်တော်လက်ရှိမှာဘုံမောင်နဲ့ဒီကိုသမားကိုဒါကျွန်တော်တို့တရားဝင်ခေါ်ယူပြီးပြီးတော့ကျွန်တော်ကထင်ခဲ့တာဘာလို့ဆိုတော့မမေ့ရတာ မနစ်ကကလေးကဒါကျွန်တော်ဘိုးမောက်ကဒီကူသမောက်တို့တော်တော်ကြိုက်တယ်သူတို့ရဲ့ဒါကျွန်တော်လက်ရှိကူသမောက်နဲ့မတော်လို့အစဉ်ပြေးတဲ့အတွက်ကြောင့်မို့ဒါမစိုးဘူးဆိုပြီးသူတို့နဲ့ခေါ်မယ်လို့ထင်ထားခဲ့ပေမဲ့လက်ရှိမှာအာဆနယ်အသင်းကတော့ဒါ Chelsea အသင်းကိုဒါကျွန်တော်ကီပါကိုဒါကျွန်တော်တို့စာချုပ်ပြတ်သိမ်းချပေးပြီးတော့ခေါ်ယူနိုင်တော့မှဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒါ David Austin ကတင်ဆက်လာခဲ့ပြီးတော့ပြီးလည်ပြီးတော့ဒါကျွန်တော် ဖာဗီဇီရိုမာနိုကတင်လာတာဖြစ်တယ်အဲ့တော့နောက်နောက်ပြောကြတာလက်ရှိမှာရလိုက်ပြတာမဟုတ်ပေမဲ့အခုနောက်ပိုင်းမှာကြည့်လိုက်မယ်ဆိုရင်ဒါသတင်းနဲ့ပတ်သက်ရင်ဒေးဗစ်အော့စတင်ကအရင်ဆုံးတင်လာခဲ့တာဖြစ်ပြီးတော့နောက်ပိုင်းမှာဒါဖာဗီဇီရိုမာနိုကဒေးဗစ်အော့စတင်ရဲ့သတင်းတွေကိုပြန်ပြီးတော့ကူးတင်တဲ့သဘောမှာ sorry ပြန်လဲပြီးတော့ကူးတင်တဲ့သဘောမှာရှိတယ်လို့တွေ့ရမယ်တယ်မှာပါအဲ့တော့ထားပါ လရှိမှာဒါကျွန်တော်တို့အာစနိုသင်းရတာဒုတိယမြောက်ဒီနှစ်ရတာကျွန်တော်တို့ဒီနှစ်အကောင်ရွှေရဲ့ here we go ပေါ့နော်ဒါပေမဲ့ကျွန်တော်ထင်တာတရားဝင်ခေါ်ယူမှုမှာဒီကောင်ကအရင်ဆုံးဖြစ်လာမယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပေါ့ဆိုဇူမီမန်လေးရဲ့အကောင်ရွှေအခုချိန်ထိဘာမှမသိဘူးပြီးတော့ဒါဇူမီမန်လေးအခုချိန်ထိ nation league ကိုဒါကျွန်တော်တို့ final ကန်အောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့သူအနေနဲ့ဘာမှမသိသေးတဲ့ပြဿနာပေါ့နော်အဲ့တော့လရှိမှာဒါကျွန်တော်တို့တစ်ချိန်ကဒါကျွန်တော် Chelsea သင်းရတာ San Jin Din ဂိုးသမားအခုချိန်ထိလည်းဒီဂိုးသမားဈေးကြီးဆုံးထင်ပါတယ်ဒါကျွန်တော် keeper ကဒါလက်ရှိမှာဒါကျွန်တော်တို့ကဘာပေါ်မှာဈေးကြီး ပြောင်းရွှေ့စေအကြီးဆုံးကတော့ဂူသမားအနေနဲ့မှတ်တမ်းတင်ခဲ့တဲ့ဂူသမားကိုလက်ရှိမှာအာစတောတင်ကဒါစာချုပ်ဖြတ်သိမ်းခြင်း၅တန်းပေးပြီးတော့ခေါ်ယူနိုင်တော့မှာဖြစ်တဲ့အကြောင်းကိုဒေးဗစ်အော့စတင်ကရည်တင်နေကြတာဖြစ်တယ်။အဲ့တော့ဒီကစားသမားကဒါကြောင့်မနစ်ကဒါကျွန်တော်တို့ နွေရာဒီကလေးကအာစနိုသင်းကခေါ်ယူချက်ရမယ်လိုမိုစာချုပ်ဖြတ်သိမ်းခြင်း၅တန်းကဒီနှစ်နွေရာဒီမှာပေါ်ပေါက်လာတဲ့အကြောင်းဒီနှစ်နွေရာဒီမှာခေါ်ခဲ့ရလို့သိရတယ်မှာပါတယ်မနေ့ကအာစနိုသင်းကဒီနေရာမှာဒီဂိုးသမားကိုခေါ်ချင်ခဲ့ပေမဲ့ဒီဂိုးသမားရဲ့ဒါကျွန်တော်တစ်ဖက်ကချက်စီကဒါတောင်းတဲ့ဈေးကများခဲ့တဲ့အတွက်ကြောင့်သူတို့အနေနဲ့လက်လွတ်ခဲ့ပြီးတော့ဒါသိကြတိုင်းပဲဘူမော့ရဲ့အရန်ဂိုးသမားဖြစ်ခဲ့တဲ့နက်တိုးကိုခေါ်ခဲ့တာအကုန်လုံးမှတ်မိလိမ့်မယ်လက်ရှိမှာဒါကျွန်တော်အာစနိုသင်းကနက်တိုးနဲ့တရားဝင်လန်းခွဲခဲ့ပြီးနောက်ပိုင်းမှာသူတို့အနေနဲ့အရန်ဂိုးသမားကောင်းကောင်းကိုလူတဲ့သဘောမှာရှိတယ်အဲ့တော့ဒါကီပါကိုလည်းလက်ရှိမှာကျွန်တော်ဒါအာတီတာက သူကိုယ်တိုင်လည်း personally သဘောကျတဲ့ကြောင့်ဒီအပြောင်းရွှေ့ကိုမြန်မြန်လုတ်ခိုင်းတယ်လို့သိရတယ်တပါပါတယ်။ key byte အသက်ရွယ်ကပြန်ကြည့်မယ်ဆိုတော့တော်တော်လေးကိုငယ်သေးပြီလက်ရှိကတစ်ချိန်တစ်ခါကလည်းတကယ်ကိုအကောင်းဆုံးဖြစ်ခဲ့တဲ့ကုသမတရားဒီနဲ့ဒါကျွန်တော်၅သန်းပဲပြီးရတယ်အမှန်တိုင်းပြောရမယ်ဆိုတော့တော်တော်လေးကိုတန်တယ်လို့ပြောလို့ရတဲ့အပြောင်းရွှေ့ဖြစ်လာခဲ့တယ်။ Arsenal အသေးနေတာကျွန်တော်ပြောရမယ်ဆိုရင်တော့လက်ရှိအနေထားရဲ့လက်ရှိအခြေအနေဒီအရာပြောရမယ်ဆိုရင်တော့ဘယ်လိုတွေဖြစ်မလဲကတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတဲ့တဲ့မှာပါတယ်။အဲ့တော့ Arsenal သင်းကတာတော်တော်သူတို့ရဲ့ဒီနှစ်ညရာဒီရဲ့ပထမဦးဆုံး दिनहरु यादै रहेछनहरु တရားဝင်ပထမဆုံးခေါ်ယူမှုအမြန်ဆုံးခေါ်ယူမှုကဒီဂိုးသမားဖြစ်လာမယ်လို့မြင်တယ်။ဒါဇူဘီမန်ဒီရဲ့ပြောင်းရွှေ့ကအခုချိန်ထိဒါကျတော့အာစတောသစ်နေတာဆေးစစ်ပြီးပြီလားဆေးမစစ်ရသေးဘူးလားဆိုတဲ့အကြောင်းအရာတွေလူမျိုးဖြစ်တယ်ဆိုတာကိုတော့ကျွန်တော်အနေနဲ့ဒါတစ်ချက်တော့စောင့်ကြည့်ရမယ်တဲ့မှာပါလို့ပဲကျွန်တော်အနေနဲ့မြင်မိတယ်။မိတို့ပင်စူစီကမှုအခုလက်ရှိအခြေအနေရနောက်ဆုံးရ update တွေရဆိုရင်တော့ဒါကျွန်တော်တို့အာစနိုအသင်းနေတယ်သူတို့အနေနဲ့ဒါကျွန်တော်အရန်ဂိုးသမားကိုတော့ခေါ်ယူနိုင်ခဲ့ပြီဆိုတဲ့တဲ့တော့ဒါလက်ရှိမှာဒါကျွန်တော်တချို့သောတချို့သောဒါ DO ဒါ process လေးတွေကဒါကျွန်တော် finalize လုပ်ဖို့လိုသေးတယ်ဒါကျွန်တော်အပိသက်ဖို့လိုသေးခဲ့ပေမဲ့ဒီကိစ္စကတော့ပြီးမယ်လို့တို့တွေနဲ့မျှော်လင့်နေဒါကျွန်တော်လက်ရှိမှာတော့ဟို အာဘုံမောက်သင်းတဲ့ဒီအပြောင်းရွှေ့ကိုဂျာတဲ့ကဝင်ရောက်ပြီးလိုချင်ခဲ့ပေမဲ့တကယ်တမ်းအာစနိုသင်းကပဲဒီအပြောင်းရွှေ့ကိုနိုင်ရခဲ့ပြီးတော့ကစားသမားကိုတိုင်ကလည်းအာစနိုသင်းကိုပဲခေါင်းညင်ခဲ့တဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့ဒါအာစနိုသင်းကိုကစားသမားကပဲပြောင်းရွှေ့မလို့ကျွန်တော်မနဲ့မြောက်မဒီကစားသမားဒါကီပါကိုပေါ့နော်ဒါကျွန်တော်အမြင်ကကျွန်တော်ထင်ခဲ့တာကဒီကစားသမားကဒါကျွန်တော်တို့ at the end of the day မှာဒါကျွန်တော်ဘုံမောက်မှာပဲပြောင်းသွားမယ်လို့ကျွန်တော်ကတော့အပွင့်ပွင့်လင်းလင်းအမြင်ရမြင်ခဲ့ပေမဲ့ တကယ်တမ်းတော့ဒါကြောင့်လက်ရှိမှာအာဆိုသင်းကသာပြောင်းရွှေ့သွားခဲ့တာဖြစ်တယ်အဲ့တော့အာဆိုသင်းရဲ့မထင်မှတ်တဲ့ဒါဒုတိယမြောက်ဟီဝီကူဖြစ်ခဲ့ပြီးတော့ဒီနှစ်ညရာသီရဲ့ပထမဆုံးခေါ်ယူမှုဖြစ်လာမှာကဒါကျွန်တော်တို့ချက်စီသင်းရဲ့ဒါတချိန်ကဂိုးသမားဖြစ်ခဲ့မှုတယ်ကီပါကတော့အာဆနိုသင်းနေတဲ့တရဝင်း ီပါဝဲတာတရားဝင် အာဆနိုသင်းကခေါ်ယူနိုင်တော့မှာဖြစ်ကြောင်းကိုကျွန်တော်အနေနဲ့တင်ဆက်အဲ့တော့အာဆနိုပြည်သက်တီကဒီခေါ်ယူမှုကိုဘယ်လိုခံစားလဲမသိပေမဲ့ငါးသန်းဆိုတဲ့ပတ်စံတော့တန်ပါတယ်ဒါကျွန်တော်ဒါ second ဘေးပေါ့နော်ဥပမာပြီးတော့ ရာယာကိုလည်း pressure ပေးလို့ရတယ်ဒါမှမဟုတ်ပြောရရာယာကိုလည်း pressure ပေးလို့ရတဲ့ကစားသမားတယောက်ဖြစ်တယ်အဲ့တော့ထိုးဝန်တိုင်းအာတီတာအနေနဲ့ဒါဂိုသမားအစ်စ်တွေခေါ်ယူနေမှာပြိသက်တွေကထိုးဝန်တိုင်းပြောစရာတခုဖြစ်လာခဲ့တယ်ဒါအာတီတာတကယ်တမ်းတိုက်စစ်မှုလို့ပြီးဆိုရင်ဂိုသမားအစ်စ်တွေခေါ်တဲ့အချင်းကဒါကျွန်တော်လက်ရှိမှာအမြဲတမ်းပြောစရာပြီးအဲ့တော့ဒီနှစ်မှာလည်းဒါကျွန်တော်ထိုးဝန်တိုင်းတိုက်စစ်မှုဒါခေါ်ယူဖို့အချင်းအရန်တွန်းနေတဲ့အချိန်မှာဒါကျွန်တော်လက်ရှိဒါဂိုသမားအစ်စ်ကိုခေါ်ယူရတဲ့ကြောင့်မို့ဒါ Adida is never escaping allegations ပေါ့နော်ဒါကျတော့ wind down နေတဲ့အတိုင်းပဲ Adida ကဒီဆွဆွဲမှုတွေကနေဘယ်တော့မှပျောက်ကွယ်မှာမဟုတ်ဆိုတဲ့အတိုင်းပဲ Adida က Adida ပဲဒါတိုက်စစ်မှုလူတဲ့အချိန်မှာအမြင်နဲ့လည်းလို့ဂူသမားကိုခေါ်တဲ့အချင်းကတော့ပြီးမှာမဟုတ်ဘူးအဲ့တော့ဘယ်လိုပဲပြောတာ keeper ရောက်သွားတဲ့ Arsenal တို့ကကျွန်တော် personal အမြင်ကတန်တယ်လို့မြင်တယ်ပြောင်းရွှေ့ခြင်း၅သန်းဆိုတဲ့ပတ်စံကတော်တော်လေးဟူတာကျွန်တော်တို့ keeper အဲ့ပေါ့တစ်ချိန်ကဒါဈေးကြီးဆုံးဂူသမားတစ်ယောက်အနေနဲ့ပြန်တော့ကြည့်မယ်ဆိုတော့တကယ်လည်းပြန်စားကြည့်မလို့ရှိသေးဘူးလေ၄၅နှစ်တောင်မရှိသေးဘူးအဲ့ပေါ့၄၅နှစ်လောက်ပဲရှိသေးတယ်ဘယ်ကမကတော့တယ်နော် keeper အချိန်နဲ့ဘယ်လိုမြင်ကြအဲ့တော့ keeper ဟူတာကျွန်တော် အာစနောသင်ကတော့ဒီနေ့ညရာဒီရတာတရဝင်းပထမဆုံးခေါ်ယူမှုဖြစ်လာမယ်လို့ကျွန်တော်နေမြင်နေတာအပြင်ဒါဒုတိယမြောက် here we go ဖြစ်လာခဲ့ပြီလို့မြင်တယ်အဲ့တော့လက်ရှိမှာဒီကိစ္စရဆက်ဆက်ပြီးဒါကျွန်တော်တို့ဝန်တိုင်း community ပြည်အောင်ပြောရမယ်ဆိုတော့ sasco ရဲ့အပြောင်းရွှေ့ပေါ့နော် sasco ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးကျွန်တော်တို့လက်ရှိနောက်ဆုံးရ update ရကျွန်တော်အနေနဲ့ပြောပါဆိုရင်တော့ benjamin sasco ရဲ့အပြောင်းရွှေ့မှာ arsenal အသင်းအနေနဲ့ အခုချိန်မှာမကြခင်မှာပထမအဦးဆုံးဒါကန့်လန့်မှုတစ်ခုပြုလုပ်လာမယ်လို့သိရတယ်တော့မှာပါအဲ့တော့အာဆိုတင်တဲ့အခုလက်ရှိမှာဒါကျွန်တော် RB Leipzig နဲ့ဒူတာကျွန်တော် Benjamin Sesko ရဲ့အပြောင်းရွှေ့ရတောက်လျှောက်ဆွေးနွေးမှုတွေကိုပြုလုပ်နေပြီးတော့အပေါင်းလက္ခဏာဆောင်နေပြီးတော့ရှေ့ရောက်နေပြီဆိုတဲ့တင်ကိုဒါ Fabio Romano ရဲ့သူ့ဟာသူ့ရဲ့ဒါကျွန်တော် YouTube Channel မှာပြောသွားခဲ့တာတွေ့ရမှာအာဆိုတင်တဲ့အခုလက်ရှိဒါဒီရက်သက်တပတ်ပေါ့နော်ဒါကျွန်တော်လာမယ့်ဒီဝိတင်ဝင်ဆိုလာမယ့်ရက်သက်တပတ်အတွင်းမှာအာဆိုတင်နေတဲ့ RB Leipzig ကိုသူတို့ရဲ့ပထမအဦးဆုံးဒါကန့်လန့်မှုတစ်ခုအနေနဲ့အာဆိုတင်ကပြုလုပ်သွားဖို့ရှိတဲ့အကြော ောင်းကိုတောက်လျှောက်ရေးတင်ထားခဲ့တာကိုတွေ့ရမယ်။ Fabio Romano ရဲ့သူ့ရဲ့ YouTube channel မှာပြောပုံရဆိုအာဆုံတဲ့အခုလက်ရှိမှာ RB Leipzig ကဘာတွေလိုချင်လဲဘလို့ bonus structure တွေလိုချင်တယ်ဘယ်လိုမျိုး fix fee တွေလိုချင်တယ်ကို Arsenal အသင်းကောင်းကောင်းကြီးတည်သွားပြီ Arsenal အသင်းကဒီလိုမျိုးတစ်ဖက်ကလိုချင်မှုကိုကောင်းကောင်းကြီးနားလည်ထားတယ်တည်အဲ့တော့ကျွန်တော်နောက်ဘက်အသင်းကဒါသူ့လိုချင်မှုကိုလိုချင်မှုတွေကြားတဲ့ကဒါကျွန်တော်ကြားချမဲ့ offer တခုကိုမကြခင်မှာဒါ Arsenal အသင်းစီကနေပြီးတွေ့မြင်လာနိုင်လို့တည်ရတယ်မပါဘူးအခုလက်ရှိမှာဒါကြားရတဲ့တဲ့နေ RB Leipzig က zip နဲ့ပတ်သက်ပြီးတော့အရန်ပြီး short ပြီးခြင်းတော့မရှိသေးသူတို့အနေနဲ့အခုလက်ရှိမှာတော့ဒါ Euro တန်90ပတ်ချာလေးဝင်ကြပေါင်ဒါတန်80နဲ့88တန်ပတ်ချာလေးဝင်ကြလို့ရှိနေတော့ဖြစ်တယ်အာဆိုအသင်းကဒါပထမဆုံးကန်လန့်မှုအဲ့လောက်ထိလုံးဝ ကကန့်လတ်မှုမရှိဘူးသူတို့အနေနဲ့ကျွန်တော် bonus plus ကိုမှကျွန်တော်တို့ကြားရတဲ့သတင်းတွေက80 plus 5တန်းဒါမှမဟုတ်ခုနပြောလိုပဲ65 plus 10တန်းဒီလိုမျိုးပုံစံနဲ့တအားဆုံးအသင်းကတရားဝင်ကျွန်တော်တို့ဒါအသင်းကိုကန့်လန့်သွားဖို့ရှိတယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိရတဲ့မှာပါပါတယ်အဲ့တော့မိတို့ပင်စိုးစီကမှုပေါ့နော်လက်ရှိအခြေအနေတွေကနောက်ဆုံးရ update တွေကဆိုတော့ဒါဒီနေ့ဒါကျွန်တော်အားဆုံးအသင်းနဲ့ပထမအဦးဆုံးဒါတိုက်စစ်မှုအေးပေါ့ဒီနောက်ပိုင်းမှာဒါပထမအဦးဒါအာဒိတရဲ့ဒါ ်ပထမဆုံးတိုက်စစ်မှုခေါ်ယူမှုအနေနဲ့ကတော့ဘန်ဂျမင်ဆက်စကိုဖြစ်ဖို့အတွက်ရာဂိုင်နှုန်းတော်တော်လေးကိုများလာခဲ့ပြီလို့ပြောလို့ရတယ်အဲ့တော့ဒီရသက်တပတ်မှာဒီအပြောင်းရွှေ့ကပြီးနိုင်မလားမေးမယ်ဆိုတော့ကျွန်တော်ကမပြီးနိုင်သေးဘူးလို့မြင်နေတာဒါဒုတိယမြောက်တာကျွန်တော်တို့ transfer အပြောင်းရွှေ့ပြန်ဖွင့်မှာပဲဘန်ဂျမင်ဆက်စကိုအပြောင်းရွှေ့ကတရားဝင်ပြီးမယ်လို့မြင်နေဒါပေမဲ့ဒီကြားထဲမှာအာဆိုသင်းကတော့ကျွန်တော် RB Leipzig to test in the water ပေါ့နော်ဒါ EU A လားပူလားဆိုတဲ့ဥစားမျိုးစမ်းကြည့်တဲ့သဘောမျိုးကိုဒါ Arsenal သင်းကပြုတ်လို့အောင်မယ်လို့ကျွန်တော်အနေနဲ့မြင်နေဒါပေမဲ့မီသိုပင်စူစီကမှာ Arsenal သင်းကဒီနေ့အပြောင်းရွှေ့မှာ Arteta ဒါကျွန်တော်တို့သတင်းစာရှင်းလင်းပ ပွဲမှာပြောခဲ့တယ်ပဲသူကိုယ်တိုင်လည်းဒါကျွန်တော်တော်တော်လေးဟိုဒါရင်ခုန်စိတ်လို့ရှားပွဲဖြစ်တယ်အပြောင်းရွှေ့ဆိုတာလုံးဝငင်းစရာမလိုဘူးကျွန်တော်အနေနဲ့မြင်တယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့အတူချုံပြောရမယ်ဆိုရင်တော့အာစနိုအသင်းကလက်ရှိမှာဂူဒမအယံကိုတရားဝင်ခေါ်ယူဖို့အတွက်အခြေအနေလေးကောင်းပြီးတော့ခေါ်ယူလိုက်နိုင်ပြီဆိုတဲ့အခြေအနေတစ်ခုရောက်သွားပြီဖြစ်တယ်အဲ့ဒီဂူဒမကတစ်ချိန်ကဒါကျွန်တော်တို့ဆန်ချိန်တင်ပြောင်းရွှေ့ခြင်းနဲ့ချက်စီကိုပြောင်းရွှေ့ခဲ့တယ်ကီပါကတော့အာစနိုအသင်းကဒါဒီနှစ်ဒါနွေရာသီမှာဒါစာချုပ်ဖြတ်သိမ်းခြင်း၅သန်းပေးပြီးတော့ခေါ်ယူတော့မှာဖြစ်တယ်သူရတယ်မှာပါတယ်ကစားသမားကိုယ်တိုင်ကလည်းအာစနိုအသင်းကိုရွေးချယ်ခဲ့ပြီးကောလာဟာလ လာရီယာစာချုပ်တည်းရ9နှစ် plus 1နှစ်စာချုပ်ချုပ်မယ်လို့သိရတယ်ဒီမှာပါတယ်အပိသက်ဝယ်ယူခြင်းဖြစ်ပြီးအငားနဲ့ခေါ်ယူခြင်းမဟုတ်ဘူးလို့လည်းကျွန်တော်တို့ဒါနောက်ဆုံး update တွေရသိရတယ်ဒီမှာပါပါတယ်အမီတို့ပင်စူးစီကမူတာ update တွေရဒီလောက်ပါပဲအများကြီးအများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဒီလောက်ပါပဲ ဘောလုံးဝဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ DB4U တို့မှာကျင်းလို့ဆိုပေါအောင်ကူညီရပါတယ်။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့။အောက်က comment တွေမှာလည်း Youth Sport Media 3.0ဆိုတဲ့ DB4U ရဲ့ link လေးတွေကိုထည့်ပေးထားကြပြီးကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါရ။များများလေးလည်း clip ဖို့မမေ့ကြပါနဲ့။များများ clip မှမြန်မြန်နိုင်ပါဖြစ်ပါတယ်။ အားလုံးမကြွထူပါနဲ့ကောင်းမွန်သောနေလေးနေဖြစ်ပါစေဆုမွန်ကောင်းတောင်းပြီးနေပဲကျွန်တော်တို့ရေနောက်မှာပဲအေးစစ်စစ်တွေ့ကြတာပေါ့အားလုံးမကြွထူပါနဲ့မြန်မာလေးလက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်များများကလစ်မှာမြန်မာနာဖြစ်ပါတယ်ကျွန်တော်တို့နောက်မှာတွေ့ကြတာပေါ့ဒေးပါဗျာ